မင်္ဂလာပါဒရိုးစ်ချန်နယ်ကနေကြိုဆိုပါရစေ။ငွေနောက်ကိုပြေးမလိုက်ပဲနဲ့ငွေကကိုယ့်နောက်ကိုလိုက်လာစေဖို့အတွက်အဓိကနီလန်း6ခုအမေရိကန်စီးပွားရေးပညာရှင်စာရေးဆရာလည်းဖြစ်စိတ်တက်ခွန်အားပေးဟောပြောသူ personal development ကိုရေးကိုသွေးမြင့်တင်ရေးနယ်ပယ်မှာဒနာရေးဆန်ဆန်ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ဆရာကြီးဂျင်မရန်ရဲ့ဝင်နောက်ကိုပြေးမလိုက်ပဲနဲ့ ငွေကခုနောက်ကိုလိုက်လာစေဖို့အတွက်အဓိကနီလန်း6ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်။တင်းရဲ့အသွေးခေါ်တွေကိုစိုးရင်တကြပြေလွှားနေတဲ့ယုံငယ်လေးဘဝကနေငွေကြီးရှုပ်ထွေးမှုတွေကြာမိပြတဲ့ជីဘဝကို ပြောင်းလဲပေးမယ်။အချက်6ချက်ကိုဆရာကြီးဂျန်ရမ်ကအဘတိုင်းရှင်းပြပေးပါတယ်။နံပါတ်1အလောက်ထက်ကိုကိုကိုပို့ပြီးစူးစမ်းပါ။ တင်းရဲ့ဝင်ငွေဟာတင်းကိုယ်တိုင်တိုးတက်ခွင့်ပြုထားတဲ့အတိုင်းအတာထက်ပိုမလာပါဘူးအဖို့ချိန်တိုင်းကရိယာတာမိုမီတာလိုပါပဲတင်းရဲ့အတွင်းစိတ်ယုံကြည်ချက်အသိပညာဉာဏ်ပညာနဲ့ကျွမ်းကျင်မှုတွေကို မြင့်တင်လိုက်မှာတာတင်းရဲ့ငွေကြေးပူချိန်ဟာလည်းမြင့်တက်လာမှာဖြစ်ပါတယ်လက်တွေ့ကျင့်သုံးဖို့အနေနဲ့နေတိုင်းစာဖတ်ပါတင်းရဲ့အီချင်းတွေကိုဇွဲမလျှော်ပဲလေ့ကျင့်ပါစကားပြောဆိုမှုနဲ့စွမ်းဆောင်နိုင်စွမ်းတွေကိုတိုးတက်အောင်လုပ်ပါ ဘွားအတင်ကိုအချင်းအတွက်ပေးချေတာမဟုတ်ပဲတည်ယူဆောင်လာပေးတဲ့တန်ဖိုးအတွက်ပေးချေတာပါနံပါတ်1ပူကြီးတဲ့ပြဿနာတွေကို ဖြေရှင်းဖို့တင်ယူပါငွေဆိုတာပြဿနာတွေဖြေရှင်းပေးတဲ့အတွက်ရလာတဲ့ဆုလက်တစ်ခုပါတင်ဖြေရှင်းပေးနိုင်တဲ့ပြဿနာရဲ့အရွယ်အစားနဲ့အကျိုးတရားမှုဟာတင်ဝင်ဝင်နဲ့တိုက်ရိုက်ချိုးကြပါတယ် ရက်ွက်တစ်ခုအတွက်ပြဿနာဖြစ်ရှင်းပေးတဲ့သူကလုပ်ငန်းတစ်ခုအတွက်ပြဿနာဖြစ်ရှင်းပေးတဲ့သူလောက်ဝင်ငွေမရနိုင်ပါဘူးလက်တွေ့ကျင့်သုံးပုံအနေနဲ့လွယ်ကူတဲ့အလုပ်တွေကိုရှာဖွေတာရပ်ပြီးတော့ပိုကြီးတဲ့ပြဿနာတွေကိုရှာဖွေပါသူများတွေကမဖြစ်နိုင်ဘူးလို့မြင်တဲ့နေရာမှာဖြစ်ရှင်းနည်းကိုရှာပါဗျံပရာဖြစ်နေတဲ့နေရာမှာစီကန်းတစ်ကိုယူဆောင်လာပေးပါပြဿနာကိုတားဆီးနေတဲ့ကြောက်သုံးဖြစ်မမြင်မဲနဲ့တလှမ်းဖို့ ခြေလှမ်းဖြင့်မြင်တဲ့သူကိုငွေကအမြဲတွေးရှိမှာပါ။နံပါတ်3စီကံရှိမှုကိုကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ပါ။စီကံဆိုတာရည်မှန်းချက်နဲ့အောင်မြင်မှုကြားကတရားပါပဲ။နေချင်းညာချင်းကဘာကြီးကိုအောင်နိုင်ဖို့မဟုတ်ပဲနေ့စဉ်ကိုယ့်ကိုယ်ကိုအောင်နိုင်ဖို့ကြိုးစားပါ။တင်ပြောထားတဲ့အချိန်တိုင်းအရာထားပါ။စာမျက်နှာဆယ်မျက်နှာဖတ်ပါ။အဲ့ဒီလိုကိုယ့်ကိုယ်ကိုဥဆောင်နိုင်မှာငွေကလည်းတင့်ကိုလိုက်နာမှာပါ။ လက်တွေ့ကျင်သုံးဖို့အနေနဲ့တစ်ကိုတင်ပေးထားတဲ့သေးငယ်တဲ့ဂရီးတစ်ခုအနေစပြီးတော့တကယ်လောက်ပါအောင်မြင်မှုဆိုတာဘယ်တော့မှပိုင်ဆိုင်တာမျိုးမဟုတ်ပါဘူးငားရမ်းထားရတာပါငားရမ်းတာကိုလည်းနေတိုင်းသေးငယ်တဲ့စီကန်းရှိတဲ့လောရက်တွေနဲ့ပေးဆောင်နေရတာပါနံပါတ်၄ဝန်ဆောင်မှုပေးခြင်းအပြင်သင်ရဲ့တန်ဖိုးကိုမြင့်တင်ပါဝင်းဆိုရာတန်ဖိုးရဲ့ပြည့်တင်တဲ့ခုပါလူ၅ယောက်ကိုဝင်းဆောင်မှုပေးရင်ပြည့်တင်တဲ့တိတိလေးရပြီး လူ9000ကိုဝန်ဆောင်မှုပေးရင်ကြီးမားတဲ့ပဲ့တင်နိုင်ရပါလိမ့်မယ်။တင့်ကိုပေးရတဲ့ငွေထက်ပိုပြီးတော့အဖိုးတန်တဲ့အရာတွေကိုပေးနိုင်အောင်အယုံဆိုင်ပါ။လက်တွေ့ကျင့်သုံးပုံအနေနဲ့ထူးကျွန်းမှုယူသားမှုနဲ့ဖြည့်ရှင်းနည်းတွေပေးပြီးတော့အခြားသူတွေကိုကူညီဖို့ဆွေးဆွေးလန်းလန်းလုပ်ပါ။တင်ပေးနေတာထက်ပိုပြီးတော့နောက်ပိုင်းမှာပြန်ရပါလိမ့်မယ်။တင့်ရဲ့စကားပြောစာရေးဩဇာလွှမ်းမိုးမှုကျွမ်းကျင်ပိုင်နိုင်မှုတွေကိုတိုးတက်အောင်လုပ်ပါ။ စကားပြောဆိုမှုဟာစီးစိမ်ဥစ္စာကိုတိဆောက်တဲ့လက်နက်တစ်ခုပါပဲနံပါတ်၅နေ့ပိုင်းဆိုင်မှုတန်ဖိုးကြီးထွားစေမယ့်ကွင်ရက်တွေကိုတိဆောက်ပါတင်ပေါင်းတင်းနေတဲ့သူတွေရဲ့ပေါင်းတင်းဆက်ဆံရေးကွင်ရက်ဟာတင်းရဲ့ပိုင်းဆိုင်မှုတန်ဖိုးပါပဲဒါပေမဲ့အဲ့ဒီကွင်ရက်ကိုလူဦးရေဂိမ်းလို့မဟုတ်ဘဲနဲ့ဆက်ဆံရေးဂိမ်းလို့သဘောထားပါသူတို့ရဲ့အချိန်နဲ့အရေးချင်းကိုလေးစားပါသူတို့ရဲ့အောင်မြင်မှုကိုယင်းနှိမ့်မြှောက်နှံပေးပါလက်တွေ့ကျင့်သုံးမှုအနေနဲ့ အခန်းထဲဝင်သွားတိုင်းဘယ်သူငါ့ကိုကူညီနိုင်မလဲလို့မစင်စားပဲနဲ့ငါကဘယ်သူ့ကိုတင်ယူနိုင်မလဲအားပေးနိုင်မလဲကူညီပေးနိုင်မလဲဆိုတာကိုစဉ်းစားပါယူသားမှုမျိုးစေ့တွေကိုနေ့စဉ်စိုက်ပျိုးခြင်းအဖြစ်ငွေအခွင့်အရေးကောင်းကြီးမင်္ဂလာတွေတင့်စီကိုအမြဲဖြတ်ကျော်လာမဲ့တရားတွေကိုတည်ဆောက်နိုင်ပါလိမ့်မယ်နံပါတ်6ရည်ရှိအတွက်တွေးတောတဲ့အောင်တင်ယူပါ လူအများစုကချက်ချင်းွေချက်ချင်းအောင်မြင်မှုကိုရှာဖွေကြပေမဲ့ကြီးစင်ဥစ္စာကတော့နှစ်ပေါင်းများစွာကြာမှရိတ်သိမ်းရမယ့်မျိုးစေ့တွေကိုစိုက်ပျိုးတဲ့သူတွေရဲ့နောက်ကိုပဲလိုက်ပါတယ်။ဆယ်စုနှစ်တွေကိုကြည်ပြီးတော့စဉ်းစားပါ။နေရွက်တွေကိုမကြည့်ပါနဲ့။မုတ်ဆိုးလိုမဖြစ်ပါစေနဲ့။တောင်တူလိုဖြစ်ပါစေ။မုတ်ဆိုးကလိုက်ပြေးရပြီးတော့တောင်တူကတော့ဆွေးဆောင်ပါတယ်။လက်တွေ့ကျင့်သုံးဖို့အနေနဲ့ ဒီနေ့တင်စုဆောင်ရင်းနှီးမြှုပ်နှံဒါမှမဟုတ်သိုးပေါအောင်လုပ်လိုက်တဲ့ဒေါ်လာတွေငွေတွေဟာမျိုးစေ့တစ်ခုပါပဲမျိုးစေ့ကနေတစ်ပင်ဖြစ်ပြီးတစ်ပင်ကနေတစ်တော်တွေဖြစ်လာတဲ့အခါဘဝနဲ့ကြွယ်ဝမှုတွေဆွေးဆောင်နိုင်တဲ့အခြေအနေကိုရောက်လာပါလိမ့်မယ်နောက်ထပ်အရေးကြီးတဲ့အယူဆတွေကတော့တင်းရဲ့စကားတွေထဲမှာဒီအချက်တွေကိုပုံမခိုင်မာစေမဲ့အခြားတွေးခေါ်တွေလည်းပါဝင်ပါတယ်အထင်ကြီးခံရဖို့မဟုတ်ပဲအကျိုးတရားမှုရှိဖို့စူးစမ်းပါ တခြားသူတွေအထင်ကြီးစေဖို့ပတ်စံဖြိုးနေတာမျိုးမလုပ်ပါနဲ့အသွင်းစိတ်ကြွယ်ဝမှုတည်ငြိမ်အေးချမ်းမှုကျွမ်းကျင်ပိုင်နိုင်မှုခံနိုင်ရည်ရှိမှုအတွက်အာယုံဆိုင်ပြီးတော့ယဉ်နီးမြုံနိုင်မှာမကြခင်မှာပြင်ပကအခြေအနေတွေဟာအတွင်းစိတ်နဲ့ကိုက်ညီလာပါလိမ့်မယ်ကိုဘွားရတာဝန်ကိုကိုယူပါ စီးဘွားကြီးအထက်လူကြီးမိဘတွေကိုအပြစ်တင်တဲ့အခက်တက်မှာပဲတင်းရဲ့စွမ်းအားတွေကိုသူတို့ရဲ့လက်ထဲကိုလွှဲပေးလိုက်တာဖြစ်ပါတယ် ငါတာဝန်ရှိတယ်လို့ပြောလိုက်တဲ့အခါမှာတင်းရဲ့အုံနောက်ကစင်ကြေပြီးတော့တွေကိုရပ်ပြီးတော့ဖြစ်ရှင်းနည်းတွေကိုစရှာပါတော့တယ်ဒီစိတ်နဲ့စိတ်ထားကငွေကိုဆွဲဆောင်နဲ့တန်လိုက်လို့ပါပဲရှင်းလင်းပြသမှုနောက်ကိုငွေရလိုက်ပါတယ်တင်းဘာသက်ပိုက်ဆံလိုချင်တာလဲဆိုတာတိတိကျကျမသိရင်ငွေရရှောင်နေပါလိမ့်မယ်ရှင်းလင်းတဲ့ကြီးမန့်ချက်ဘတ်ဂျက်ယင်းနှိမ့်မြုံနံမှုတွေရှိတဲ့အခါမှာငွေရတင်တဲ့သူလုံခြုံတယ်လို့ခံစားရမှာပါ နေကုန်းချုပ်အနေနဲ့ပြောရရင်တော့ငွေကိုမရှာပါနဲ့ငွေကသူ့ရဲ့မန်နေဂျာကိုလာရှာမဲ့အရေးချင်းအလေးချင်းနဲ့ဉာဏ်ပညာကိုရှာဖွေပါကိုကိုကိုအဖို့တန်နဲ့ပိုင်ဆိုင်မှုအဖြစ်ပြောထောင်ပါဒါဟာဥပဒေပဲဖြစ်ပါတယ်ဒီအချက်၆ချက်တည်းဘယ်ချက်ကိုသင်အရေးကြီးဆုံးလို့မြင်လဲဒါမှမဟုတ်ဒီနေ့စာပြီးလက်တွေ့ကျင့်သုံးဖို့စိတ်အားထက်သန်နေတဲ့အချက်ကဘာလဲဆိုတာပြောပြပေးခဲ့ပါဦး